السلام عليكم ورحمة الله وبركاته نحمده ونصلي ونسلم على رسوله الكريم أما بعد تنهد أما سي نتولي لدشكو بيبو نباري تمنى ميجي صلى الله عليه وسلم فامي ميرا نوما توني يميكي آمين الكيماغا نوتاي كيري أرينو ဝူလေးအဘူလာဟဘီအကျော်မဆူအိုင်ပါဟာရဲ့အနည်းငယ်နှုတ်တိုက်ခဲ့တဲ့အဲ့ဒီနောက်နှုတ်ထိမ့်မဲ့ဟာလီမာစာဒီယာခင်မဟာနှုတ်တိုက်ဖို့အတွက်ခေါ်ယူဝါလိုက်ဟာလီမာစာဒီယာခင်မဒီမာနနဲ့နနဲ့ခွဲလောက်နှုတ်တိုက်ခဲ့တဲ့အဲ့ဒီနောက်တမန်တော်ကိုအမင့်လက်ထဲကိုပြန်အပ်တဲ့တို့တော့အဲ့ဒီချိန်မှကာမဝိယောဂါတွေဖြစ်နေတဲ့အတွက်ခလေးကိုပြန်ပြီးတော့ထယ်ပေးလိုက်တဲ့ ဲ့ဒီနောက်မှာတမန်တော်မြတ်ကြီးဟာဟာလီမာစာဒီယာခင်မရဲ့အိမ်မှာ၄နှစ်လောက်နေခဲ့။ဟာလီမာစာဒီယာခင်မအိမ်မှာရှိနေတဲ့အချိန်မှာတမန်တော်မြတ်ကြီးကဟာလီမာစာဒီယာခင်မရဲ့တားတွေတမီးတွေနဲ့အတူတူစိတ်ချောင်းခဲ့။တမီးလေးရှိမားဆိုတာရှိတယ်။တမီးလေးရှိမားကသူ့ရဲ့မောင်လေးကိုရရှိမောင်လေးမုဟမ္မဒ်ဆလလာဟူအလိဝဆလမ်ကိုစိတ်ချောင်းမှုအတွက်ခေါ်ခေါ်ဝါခဲ့။တမန်တော်မြတ်ကိုအတူခေါ်ဝါတဲ့အခါ ်တော်ဘက်ဘရကတ်ရှိတယ်ဆိုတဲ့အကြောင်းကိုရှင်မကသူ့ရဲ့မိဘတွေကိုတင်ပြခဲ့အဲဒီလိုနဲ့တရက်စိတ်ချောမှုတွားရင်းနဲ့အဝိဖြူဝေထားတဲ့ပုဂ္ဂိုလ်ရောက်ဟာဆင်းသက်လာပြီးတော့ဒီကလေးကိုကလေးကိုပက်လက်လှဲချပြီးတော့ရင်ကိုခွဲပြီးတော့အဲ့ဒီရင်ကို ပြန်ပြီးတော့ချုပ်နေတာအဲ့ဒီမြင်ဝင်းကိုဟာလူမာစာဒီယာကမှရဲ့ကလေးတွေက မြင်လိုက်အဲ့ဒီပုံမှာလမ်းဖြန့်ပြီးတော့ ဟာလီမာဆာဒီယာခင်မကိုတွားပြီးတော့ခေါ်လာတယ်။ဟာလီမာတခင်မနဲ့သူရဲ့ခင်မွန်းနဲ့ရောက်လာတဲ့တမန်တော်များကြီးကတင့်မေအောက်မှာငုတ်တုတ်ထိုင်နေတာကိုတွေ့ရဟာလီမာခင်မက ခလေးကိုရင်ထဲမှာအပ်ခဲ့တယ်။ခင်မွန်းနဲ့ကလည်းခလေးကိုရင်ထဲမှာအပ်ခဲ့တယ်။အချိုးချောင်းမေးတယ်ဘာဖြစ်တာလဲ။စေတဲ့ချမ်းစာအုပ်သေးတယ်မှာလာရှိတယ်။အဲဒီလိုရှက်ကေဆဒရ်ရင်ခွဲတဲ့ကိစ္စဟာ တမန်တော်များကြီးရဲ့ဘဝဇင်နဂီမှာ၄ချိန်တည်တည်ဖြစ်ခဲ့ပရမတ်ချိန်ကတော့၄နှစ်သားအရွယ်မှာဟာလီမာစာဒီယာခင်မရဲ့အိမ်မှာရှိတဲ့တစ်ချိန်နောက်တစ်ချိန်ကတော့၁၀နှစ်၁၂နှစ်အရွယ်လူပြိုဝင်ငါးစားအရွယ်အဲ့ဒီအချိန်မှာတစ်ခေါက်တစ်ခါတက်တော်၄၀မှာတမန်တော်များကြီးနဘူဝတ်ကြတဲ့နဘူဝတ်ရတဲ့အချိန်မှာတစ်ခေါက်နောက်တစ်ချိန်ကတော့တမန်တော်များကြီးမေရာကိုတွားကန်တဲ့အချိန်မှာတစ်ချိန်အဲ့ဒါလို၄ချိန် တမန်တော်များခြေကိုယင်ခွဲခဲ့တဲ့မီကိုင်နဲ့ဟဇရတ်ဂျီဘရာဟင်နဲ့ဟဇရတ်မီကိုင်ဆင်းသက်လာပြီးတော့တမန်တော်ကိုယင်ခွဲပြီးတော့တမန်တော်ရဲ့နှလုံးသားကိုဇမ်ဇမ်ရင်းနဲ့ဆင်းခဲ့တဲ့ဂျန်နက်ကနေယူလာတဲ့အိမ်မဟိကမတ်ကိုဖြည့်ပေးခဲ့တဲ့ပညာရှင်များကဗာကြီးလဲဆိုရင်ခလေးဘုရားမှာကတော့ခလေးကြီးခလေးခလေးတွေလို့စောခြင်းကစားခြင်းအဲ့ဒီစိတ်တွေပြုတ်သွားရအောင် လူပြိုဘုရားမှာကတော့လူပြိုရဲ့စိတ်တွေ အဲ့ဒီမကောင်းတဲ့စိတ်တွေအဲ့ဒီစိတ်တွေပျောက်သွားရအောင်တမန်တော်ရဲ့ရှင်ကိုခွဲပြီးတော့တမန်တော်ရဲ့နှလုံးသားကိုဆေးခဲ့ဇမ်ဇမ်ကြီးနဲ့ဆေးခဲ့အဲ့ဒါကြောင့်မို့ပညာရှင်များက အမိန့်ရှိတဲ့ဇမ်ဇမ်ကြီးဟာဂျန်နက်ရဲ့ရေထက်ပူပြီးတော့ထွတ်မြတ်တယ်တမန်တော်ကိုရင်ခွဲပြီးတမန်တော်ရဲ့နှလုံးသားကိုဆေးတဲ့အခါမှာ ဂျ ිබ ရာဟီလဟာဇမ်ဇမ်ရေကိုအတုံးပြုခဲ့တယ်အဲ့ဒီအတွက်မကဂျန်နတ်ရဲ့ရေကိုမယူလာဘဲနဲ့ဇမ်ဇမ်ရေကိုပဲအတုံးပြုခဲ့တယ်တို့ကြောင့်မို့ဇမ်ဇမ်ရေကဂျန်နတ်ရဲ့ရေထက်ထွတ်မြတ်တယ်ဆိုပြီးတော့သင်ပြခဲ့အဲ့တော့ဆိုလိုချင်တာကလင်းချိန်တိတိတမန်တော်ကိုယင်ခွဲတဲ့ကိစ္စဟာဖြစ်ပေါ်ခဲ့အဲ့ဒီနောက်မှာဟာလီမာစာရီယာခင်မက ဆုံးရင်ပြီးတော့ခလေးကို အမိလက်ထဲကို ပြန်ပြီးတော့အခက် အလီမဆာဒီယာခင်မခလေးကိုမကာကိုခေါ်လာတယ်ဟဇတ်အာမီနာလက်ထက်မှာခလေးကိုအပ်လိုက်တယ်အခုလိုရင်ခွဲခဲ့တဲ့ကိစ္စကိုတင်ပြတယ်ဟာလီမဆာဒီယာခင်မရဲ့စကားကိုကြားပြီးတော့အာမီနာခင်မကဘာမှတုံ့လောက်သွားတယ်ဆိုတာမရှိခဲ့ဘူးပြောပြတယ်အဲ့ဒါလိုပဲငါဒီခလေးကိုမွေးတဲ့အချိန်လေးကနဲ့အဲ့ဒါလိုအာအိုးဖို့ကောင်းတဲ့အကြောင်းအရာတွေဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို အာမီနာခင်မက halima sadiyar ke mago te jage tamana me chi na buwat ya bire no ma halima sadiyar ke maga iman islam go lakha nge re sura achau halima sadiyar ke ma ha jannatul baqi ma me utha re sura achau takha shi ma ne le o sibar ku ma shi ma apha khan ya re ari po ma tamana me chi ga tamana me chi go pyo pya re chama ha shi ma phit de ဟာလီမာစာဒီယာခင်မရဲ့တမီးဖြစ်တဲ့အဲ့ဒီပေါ်မှာရှီမားကိုတမန်တော်မြတ်ပြန်ပြီးတော့လွတ်ပေးခဲ့တယ်သူနဲ့သူတို့အဖမ်းခံရတဲ့သူတွေအားလုံးကိုလည်းသူရဲ့ဘာကတ်နဲ့လွတ်ပေးခဲ့တယ်ဆိုတော့အကြောင်းအရာတွေရှေ့ဆက်ပြီးတော့စံစာအုပ်သေးတယ်မှာလာရှိတာတယ်အဲ့တော့ဆိုလိုချင်တာကအဲ့ဒီလိုလင်းချင်းရင်ခွဲတဲ့ကိစ္စဖြစ်ပြီးတဲ့နောက်မှာဟာလီမာစာဒီယာခင်မဟာတမန်တော်မြတ်ကိုအမေလက်ထဲမှာပြန်ပြီးတော့အခဲတယ်အဲ့ဒီနောက် တမန်တော်မြတ်ကြီးရဲ့တက်တော်6နှစ်လောက်အရွယ်9နှစ်6နှစ်အရွယ်ဖြစ်တဲ့အခါမှာမိခင်အာမင်နာခင်မဟာတားလေးကိုအဖေရဲ့ကဘာကိုလိုက်ပြီးတော့ပြားခဲ့တရက်တမန်တော်မြတ်က9နှစ်6နှစ်အရွယ်ရှိတဲ့တားလေးကအမေကွန်တဘူးနဆာလို့တဲ့အမေတားဒီမှာအဖေမရှိဘူးလားတားအဖေဘမလဲဟာလီမတ်ခင်မအာမီနာခင်မဟာအာမီနာခင်မဟာဒီတကားကိုကြားပြီးတော့တော်တော်ပဲစိတ်မကောင်းဖြစ်မိတယ်။အော်ငါသားလေးဟာ အဖေရဲ့အရေးကို မခိုးလိုက်ရဘူးအဖေရဲ့ဂယုနာကို မခံစားလိုက်ရဘူးအဖေရဲ့မျက်နာကိုမမြင်လိုက်ရဘူးဒါအာမင်နာလည်းဘရောအလ္လာဟ်မေခံမလဲမသိဘူးအဲ့တော့ငါသားလေးကိုသူ့အဖေရဲ့ကဘာကိုလိုက်ပြလိုက်မယ်ဆိုပြီးတော့ဟဇရတ်အာမင်နာကမဟာအင်းငါကျွန်မလေးအမေအိမ်မန်ကို ခေါ်ပြီးသားလေးတမန်တော်မြတ်ကိုခေါ်ပြီးတော့မက္ကာကနေမဒီနာကိုသွားကြမဒီနာကိုရောက်တယ် ဟဇရတ်အဗ်ဒူလာတမန်တော်မြတ်ကြီးရဲ့ဖခင်ဟဇရတ်အဗ်ဒူလာမက္ကာသားပါတို့တော့ရောင်းဝယ်ကိစ္စနဲ့တွားရင်းနဲ့မဒီနာမှာကွယ်လွန်ပြီမဒီနာမှာပဲမြုပ်နှံထားတဲ့အခုဒီမိသားစုလေးဟာဟဇရတ်အဗ်ဒူလာရဲ့ကဘာကိုဇီယာရက်လုပ်ခဲ့တဲ့ဟဇရတ်အာမီနာကလည်းမျက်ရည်တွေကျလာတယ်ငိုလာတယ်အမင်းငိုတာကိုကြည့်ပြီးတော့ခလင်းကလည်းလိုက်ပြီးတော့ငိုတယ်အဖေချင်းအင်းမှာ၅နှစ်၆နှစ်ရွယ်ရှိတဲ့တားလေးငိုခဲ့တယ်ဟဇရတ်အာမီနာကလည်း သူ့ရဲ့ယောက်ျားကိုဒရိယာပြီးတော့မျက်ရည်တွေကျလာတယ်။အဲ့ဒီနောက်မှာဟာဒရတ်အာမင်အရခီမဟာသူ့ကိုသူထိန်းပြီးတော့တားလေးတမန်တော်မြတ်ကိုလည်းဆွဲပြီးတော့အဲ့ဒီကနေမဒီနာကနေပြီးတော့မက္ကာကိုပြန်လာကြတယ်။မက္ကာကိုပြန်လာနေတဲ့အချိန်မှာလမ်းမှာအဘွားဆိုတဲ့နေရာအဲ့ဒီနေရာကိုရောက်တော့ဟာဒရတ်အာမင်အရခီမဟာရုပ်တရက်နှလုံးရပ်ပြီးတော့အလ္လာဟ်မိခံသွားတယ်။ယောက်ျားသားဆိုလို့လေဘ루မမပါဘူး။ ဒီမိသားစုလေး၃ယောက်ပဲအိမ်ကကျွန်မလေးအမေပါအိုင်မန်ပါတယ်အမေအိုင်မန်ရဲ့လက်ထဲမှာမိမိရဲ့သားလေးကိုမြုပ်နှံခဲ့တဲ့အနံခဲ့တဲ့သားလေးကိုအမေအိုင်မန်ကိုပြောတယ်အမေအိုင်မန်ငါရဲ့ဒီသားလေးကနင့်ကိုအပ်ခဲ့တယ်နော်ငါရဲ့ဒီသားလေးကိုသူ့အဖိုးရဲ့လက်ထဲမှာအပ်လိုက်ပါအဲ့ဒီမှာဟာဇရတ်အာမင်နာခင်မဟာယုတ်ရဲ့နှလုံးရပြီးတော့အလ္လာဟ်မေခံသွားတယ် ။ဒါလေးတမန်တော်မြတ်က အမေကိုခေါ်ကြည့်တယ်အမေအမေခေါ်လို့မရတော့ကလေးကငိုတဲ့။ကဘာဘရူတူလေအလ္လာဟ်ပဲသိမယ်။ဘုံမအိမ်မန်ပဲကဘာတူလေလို့သိရတယ်။ကဘာတူပြီးတော့မြေကြီးကိုတူပြီးတော့ဟာဇရတ်အမီနာခင်မကိုမြေကြီးထဲကိုထဲလိုက်တယ်။အပေါ်ကနေမြေကြီးတွေအုပ်လိုက်တယ်။အခုကလေးက အမေကိုမမြင်ရတော့ကဘာကိုဖတ်ပြီးတော့ငိုခဲ့တယ်ကဘာကိုဖတ်ပြီးတော့ငိုခဲ့တယ် hadrat um ahmad kemaha kale go chomo biro ani gani biro makka go khola nge allah tawfik biro tamano mya ji ye mikhe amina har kemaha go myon nan tha de niya abowa allah tawfik biro chano na chain law ani niya go yauk khe de hadrat amina har kemaha ye qabar go chi bu ya ge de ziyare lo khun ya ge de ani na um ahmad ga kale go chomo biro makka go khola biro သူအဖိုးအဗ္ဒุลမူတလီဘရဲ့လက်ထဲမှာအနံခဲ့အခုလိုအာမနာခင်မကလည်းကွယ်လွန်သွားတယ်ဆိုတော့အချောင်းကိုကြားပြီးတော့အဖိုးဖြစ်တဲ့အဗ္ဒุลမူတလီဘကတော့ပဲစိတ်မကောင်းဖြစ်မိတမန်တော်မြတ်မဖွားမြင်ခင်ဖာကမဲရောဟဇရတ်အဗ္ဒุลလာကွယ်လွန်ခဲ့တဲ့တမန်တော်ယတိမ်ဘွားကိုရောက်ခဲ့တဲ့အခုအမေပါကွယ်လွန်သွားပြီဆိုတော့တမန်တော်ဒုရရတိမ်ရဲ့ဘွားကိုရောက်သွားတဲ့